နေ့ဖတ်ရတဲ့ကျမ်းစာမှာကျွန်တော်တို့ကောက်ကျစ်ဆင်းလဲခြင်းနဲ့กินတဲ့သူတနည်းအားဖြင့်ယူတာဖြောက်မဲ့သူအဲဒီအကြောင်းကိုကျွန်တော်တို့ဒီကနေ့ကြားရပါတယ်အချုပ်အားဖြင့်ကျွန်တော်ယူတာဖြောက်မဲ့တဲ့သူလို့ပြောလို့ရှိလို့ရှင်လူမှန်မမှန်ကန်ကန်နေထိုင်ပြောဆိုကြင်ကြံ တက်တဲ့သူကအချိန်မှန်နေရာမှန်မှာပြောတဲ့ပြောထိုက်တဲ့အချိန်မှာပြောတဲ့ပြောထိုက်တဲ့အရာကိုမှန်ကန်တဲ့သကလုံးနေနဲ့မှန်ကန်တဲ့အကြောင်းအရာကိုအခြေခံပြီးပြောဆိုတတ်တဲ့သူအဲ့လိုပြောဆိုဖို့လေဘသူ့မှာလည်းဂယုမဆိုင်သလိုဘသူမျက်နှာမှာလည်းမထောက်တတ်ပါဘူးအဲ့ဒါကျွန်တော်တို့ယောသားဖြောင်းမတ်တဲ့သူလို့ပြောပါတယ်ဒါကြောင့်မကြာခဏကျွန်တော်ပြောလေးရှိတယ်ပါလားအဲ့ဒါပါလဲဆိုတော့ ကျွန်တော်တို့လောကကြီးကယိုးတဲ့လူတွေလိုချင်တာယိုးတဲ့လူတွေကို တောင်းတတာအတဲ့လူတွေမဟုတ်ဘူးလို့အင်္ဂလိပ်လိုဆိုရင်တော့ကျွန်တော်တို့ပြောလို့ရှိပါတယ် simple people not stupid people simple ယိုးတဲ့သူအတဲ့သူမဟုတ်ဘူးမကြာခဏကျွန်တော်တို့ရာယိုးတာနဲ့အတာနဲ့မသေးကွဲတဲ့အခါမှာဘသူပါပြောပြောအမြဲတမ်း ခေါင်းညိတ်နေတဲ့ပြီးမှမှန်ဒီမားဒီမဝေချမ်းမဝေဖန်မပိုင်းချမခွဲမခွဲချမ်းမတုံးတက်မဆုံးဖြတ်တဲ့သူမျိုးမားလို့လဲမားတယ်လို့မပြောရဲမှန်လို့လဲမှန်တယ်လို့မပြောရဲပဲနဲ့အရာရာကိုရင်ကုန်နှုတ်ပတ်တဲ့သူမျိုးဩရိုးလိုက်တာမဟုတ်ဘူးအဲ့ဒါအဲ့ဒါဘယ်ကမှန်တာကိုမှန်တာမပြောရဲတာဘယ်လိုသွားယူမလဲအဲ့ဒါလို့ခေါ်ပါတယ်ယိုးတာကဘာဖြစ်လဲ မှန်ရင်လည်းမှန်တဲ့အတိုင်းပြောရရတယ်မှားရင်လည်းမှားတဲ့အတိုင်းပြောရရတယ်အဲဒါပေမဲ့ तू ပြောမဲ့မှန်ခြင်းမှားခြင်းဆိုတာလည်းဘယ်သူဘဝပေါ်မပူတည်မပူတည်ပါဘူး तू ပြောရမယ့်အကြောင်းအရာရဲ့မှန်ခြင်းမှားခြင်းပေါ်မှာပဲမူတည်ပါတယ်ငါတို့ဒီကနေ့ကျွန်တော်တို့နိုဗင်နာလုပ်ပြီးတော့ဂုံပြုတ်နေတဲ့ဂျွန်ဘက်ပတစ္စတာနဲ့ဒီကနေ့ကျွန်တော်တို့တွေပွဲချင်းပါနေတဲ့နတ်နာရဲတို့ရဲ့ဘဝနေပြီးတော့လည်းကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်ဒီကနေ့တခင်ရဲ့သူ့ ဒီကနေ့ရည်ညွှန်းလိုက်တာယောသားဖြောင့်မတ်တဲ့သူအရဲသူတွေမဟုတ်ဘူးမှန်ကန်တဲ့ဘဝတတာကိုမိမိကိုယ်၌လည်းမရက်တည်နိုင်သလိုကိုယ့်ဘဝဉာဏ်မှာရှိတဲ့သူတို့လည်းမှန်ကန်တဲ့လမ်းကြောင်းကိုမပြနိုင်ပဲနဲ့အရာရာကိုကျွန်တော်တို့ကသိခံတတ်သလိုလိုနားလည်တတ်သလိုနဲ့နေတဲ့လူအတွေကိုမလိုချင်ဘူးအဲ့ဒီလူတွေကိုဒီနေ့သခင်ခရစ်တော်မရည်ညွှန်းပါဘူးရည်ညွှန်းတာပါပဲလေယောသားဖြောင့်မတ်တဲ့သူကိုယ်ကိုယ်၌လည်းမှန်ရာကိုပြောမှန်ရာကိုလုပ်ပြီးတော့ဘဝတတာကိုတက်တက်မမတ်ရှင်သန်သလိုကိုယ့်ဘဝဉာဏ်မှာရှိတဲ့သူတွေကိုလည်းအဲ့ဒီတိုင်းပဲ တုံတင်လမ်းညွန်တတ်တဲ့သူပါအဲ့ဒါကိုကျွန်တော်တို့ယောသားဖြောင်းမတ်တဲ့လူကျွန်တော်တို့ဒီကနေ့နားလည်ရပါလိမ့်မယ်ဘာဖြစ်လို့ကျွန်တော်တို့ဒီကနေ့နတ်နာယောယောသားဖြောင်းမတ်တဲ့လူပြောလဲကျွန်တော်တို့ယောဟန်ဘပ်တစ္စတာအဲ့ကတော့ကျွန်တော်တို့ပြောတဲ့အကြောင်းမရှိတော့ဘူးသူကတော့ဘာဖြစ်လဲအသက်ကိုပင်ရေးပြီးတော့သူလုပ်ခဲ့တယ်နတ်နာရဲ့သူမယုံဘူးမယုံတဲ့အတွက်ကြောင့်ဘာဖြစ်လဲဖိလိပ္ပုသွားပြောတဲ့အချိန်မှာဒီနာဇရက်ကကောင်းတာထွက်နိုင်သေးလို့တော့ကမင်းကလည်းနေပါကြည့်ချက်ပြောပါဦး ဒီလောက်ဆုတ်ပြက်နေတဲ့တိမ်ငယ်တွေတဲ့မြို့လေးကလက်မခံနိုင်ဘူးမခံလက်မခံနိုင်တဲ့အတန်လေဟာဟုတ်လားခံဆောင်မိသူမပြောဘူးငါမယုံဘူးလက်မခံဘူးအရှိတိုင်းပဲအဲ့ဒါကိုဘဝင်းသူဖိလစ်မကြိုက်လဲသူမတက်နိုင်ဘူးလေဘဝင်းကျင်ကသူ့ကိုဟာငါတို့မြို့စော်ကားပြီးပြောတယ်လို့ပြောလဲသူမတက်နိုင်ဘူးဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းဒါပဲအဲဒါပေမဲ့တစ်ဖက်မှာသူဖိလစ်ဘူးကလာ၍ကြည့်ပါဆိုရင်တော့ဖိတ်ခေါ်တယ် ဒါပေမဲ့ငါမယုံဘူးกว่าဆိုပြီးတော့ခေါင်းမာပြီးတော့ဗာဖြစ်လေသူ့ရဲ့မယုံကြည်တဲ့အရာကိုမှန်လားမှားလားဆိုတော့စမ်းစစ်ဖို့အတွက်လဲခေါင်းမာစွာနဲ့ညှင်းဆန်တည်တတ်တဲ့သူတယောက်မဟုတ်ဘူးဗာဖြစ်လေငါတော့မယုံဘူးဒါပေမဲ့တစ်ဖက်ကတော့ပြောနေပြီအဲ့ဒီတိတော့ကမှန်လားမှားလားငါစမ်းစစ်ရတော့မယ်ငါခေါင်းမာပြီးတော့ဗာဖြစ်လေတယူတန်ဆန်ဆန်နဲ့ဆက်ပြီးတော့ဘဝတရာကိုငါထင်ရမြင်ရပြောပြီးရှင်းတယ်လို့မရဘူးဆိုတော့လဲသူလက်ခံတယ်မယုံဘူး ဒါနဲ့ तू မယုံတဲ့အရာကိုမယုံဘူးပြောဝင်တယ်မပူဘူးအဲ့ဒါကိုဟုတ်လားမဟုတ်လားစမ်းသပ်ရမယ်အချိန်နေတာဝန်ဝတရားသူ့မှာရှိတယ်ဆိုတော့လည်း तू လက်ခံတယ်ဒါကြောင့်လာကြည့်လို့ပြောတဲ့အခါမှာ तू ဘာဖြစ်လဲလိုက်သွားခဲ့တယ်မငင်းခဲ့ဘူးအာသွားသမှာကွာမပြောဘူးကျွန်တော်တို့ခေကျွန်တော်တို့အခါလူတွေကထင်ရမြင်ရဆွတ်ပြောကြတယ်ကိုပြောချင်တဲ့အရာကိုကိုသိအောင်လည်းမလုပ်ဘူးတည်တည်ချာချာအတွင်းချာချာလည်းမသိဘူးဒါမှမဟုတ်ဘာဖြစ်လဲပြောချင်ရလည်းပြောကြတယ် ဒါကြောင့်ကျွန်တော်မကြာခဏပြောတတ်တဲ့အရာတစ်ခုရှိပါတယ်ပြောချင်သိအောင်လုပ်ပါသိအောင်မလုပ်ချင်မပြောမပြောပါနဲ့လို့ပြောပါတယ်နောက်ပြီးတော့မှသူတော်ပြီးတော့လေ့လာတယ်လေ့လာတဲ့အခါမှာခုနဖိလစ်ပြောတဲ့အတိုင်းသူတွေ့တယ်တွေ့တဲ့အချိန်မှလည်းပါဖိလစ်သူ့အမှားကိုဝန်ခံပြီးတော့အမှန်ကိုပြန်ပြီးသက်သေခံဖို့သူဝင်မလေးခဲ့ဘူးဘာဖြစ်လို့လဲသခင်ခရစ်တော်ကိုသူတွေ့တဲ့အချိန်မှာရာဘီကိုရိုဒီပရောဖက်ကြီးသားတော်ဖြစ်တော်မူပါသည် အမှန်တရားကိုလည်းလက်ခံဖို့ပါပဲလေသူ့အမှားကိုပြင်ပြီးတော့အမှန်ကိုပြန်ရက်တည်ဖို့လည်းသူဝင်မလေးခဲ့ဘူးဒါကြောင့်ဒီကနေ့သူ့ကိုတခင်ခရစ်တော်ကယူသားဖြောင်းမတ်တဲ့လူလို့ပြောတာကျွန်တော်တို့ကကိုမှားလို့မှားမှန်းသိရင်တော့မှပါပဲလေအဲ့အမှားတဲမှာကျွန်တော်တို့ကဆက်ဖြည့်ဆက်ဖြည့်နဲ့ဆက်ပြီးမှရှေ့ဆက်နေခြင်းသေးတာကိုမှားနေရင်တော့မှဝန်ခံဖို့ပါပဲလေကျွန်တော်တို့ကရှက်ယွံ့ပြီးတော့ကြောက်ယွံ့ပြီးတော့ကျွန်တော်တို့ကဝိလက်ကြောင့်ပဲနဲ့ထွေရလေးပါလက်လျှောက်ပြောနေတတ်သေးတာဒါမှမဟုတ်ဘူးနတ်နာရဲက ူမှားသွားပြီ အမှန်အောင်ဘူးသိပြီဖိလစ်ပြောတဲ့အတိုင်းမှန်နေတယ်အဲ့ဒီအတိုင်းလဲသူပါပြီလဲသူကိုယ်နိုင်ကထပ်ပြီးတော့တတ်သိကန်တယ်ဒါကြောင့်ယူသားဖြောင်းမတ်တဲ့သူလို့ပြောတာပါအဲ့ဒါလို့သူရဲ့ယူသားဖြောင်းမတ်မှုကြောင့်ပါပြီလဲဖះသူ့ကိုဂရိပေးတယ်ဗာဂရိပေးလဲယခုတက်ပို၍ကြီးမြတ်သောအရာတို့ကိုသင်မြင်ရလိမ့်မယ်သင်မြင်ရလိမ့်မယ်ဆိုလိုချင်တာအဲ့ဒီယောသားဖြောင်းမှတ်မှုကသူ့ကိုဗာပြီလဲပို့ပြီးတော့ ဓာတ်ထက်မြင့်မြတ်တဲ့ကောင်းမြတ်တဲ့ຢာတွေကိုခံစားခွင့်ပေးဦးမယ်။ဒါမှမဟုတ်ကောက်ချက်ဆင်းလဲသူတို့တော့မဟုတ်တာသေချာတယ်။ဒါကိုဒီကနေ့ချမ်းသာတော်မြတ်ကကျွန်တော်တို့ကိုဒီကျွန်တော်တို့노베나လောက်ခုံပြုနေတဲ့ဒီကနေ့ဖွဲချင်းပါနေတဲ့ယဟန္တာနှစ်ပါးရဲ့ဖြစ်ပျက်ကနေကျွန်တော်တို့ပေးပါရစေ။ကျွန်တော်တို့ယောဟန်ဗပ္တိစာရဲ့ဘဝသက်တာမှာသူယောသားဖြောင့်မတ်သာရှင်သင်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့ သူ့ရဲ့အတက်ကိုပင်ပေးပြီးတော့သူရှင်တန်ရက်တည်ခဲ့တဲ့အရာကိုကြည့်ခြင်းအဖြစ်ကျွန်တော်တို့တွေသိနိုင်တယ်။သူစပြီးတော့တောကနေရတဲ့မှာစပြီးတော့သူ့ရဲ့တာဝန်ကိုထမ်းဆောင်နေရနောက်ဆုံးအသက်ပေးတဲ့အထိပါပဲလေ။သူ့စီကိုဟန်ဆောင်ပန်ဆောင်နဲ့ရောက်လာခဲ့တဲ့ဖာရိစေဥတွေကြံတက်တရားတွေလည်းမွေစိုးမျိုးတွေလို့သူပြောဖို့ဝင်မလေးခဲ့ဘူး။မွေစိုးမျိုးတွေလို့ပြောဖို့လေဝင်မလေးတတ်ဘူး။ဒါကြောင့်မကြာခဏကျွန်တော်တို့တွေ တရားလို့ပြောလို့ရှိလို့ရှင်ငင်းချင်းတာတာချွတ်ချွတ်သားသကလုံးလေးလို့ပဲကျွန်တော်တို့မျောစောင့်ကြပါတယ်မျောကြပါတယ်မဟုတ်ဘူးတခင်ခရစ်တော်ကို၌ဟောခဲ့တဲ့တရားပြောခဲ့တဲ့ဇာတ်တွေနားထောင်ကြည့်သူရှင်သန်ဖြတ်တန်းရတဲ့ပတ်ဝန်းကျင်အချိန်တွေမှာသူတွေ့ကြုံရတဲ့လူတွေပေါ်မူတည်ပြီးဇာတ်ကိုပြောခဲ့တာ prophet တွေအထူးထူးပဲဒါကြောင့်ဘဝမှာအချိုကြီးပဲမျောလင်းလို့မရဘူးစီဂျိုယောဂာနဲ့ဒုက္ခပေးသွားလိမ့်မယ်အခါလဲ နှင်းနှင်းမြမျိုးနဲ့ပွေဖိုက်တဲ့ကောင်ကျွန်တော်တို့သင်ယူရလိမ့်မယ်။ဒါကြောင့်ကျွန်တော်တို့တခါတလေအမှန်တရားကိုကြားတဲ့အခါမှာခါလွန်ပါတယ်။ဒါမှလည်းအဲ့ဒီအရာကသင်ကိုကျမ်းမာခြင်းပေးမယ့်အရာ ခဲတင်ခြင်းပေးမယ့်အရာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအခါကိုမျိုးတိတ်တတ်ဖို့လိုတယ်။အဲ့ဒါလိုပဲဟိုမှာဘယင်းတစ်ယောက်လုံးမှားနေတယ်။သူသွားပြီးတော့ပြောဖို့အတွက်ဝင်မလေးခဲ့ဘူး။ မှားတယ်သလိုကျနော်ဒါသူယက်တည်ခဲ့တဲ့အရာဒါကြောင့်သူ့ရဲ့ယောသားဖြောင်းမွှဲမှုနဲ့သူ့ရဲ့အခမှန်တရားကိုတတ်သိခံတဲ့ယောဖြောင်းသူလို့ကျွန်တော်တို့ပြောဖို့အတွက်ဘာမှကျွန်တော်တို့ထွေထူးစဉ်းစားရမလို့ပါဘူးဒါကြောင့်ဒီကနေ့သခင်ခရစ်တော်ကတော့ဒီကနေ့ခုနနတနာရဲ့ကိုအမှုပြုပြီးတော့မှကောက်ကျစ်စင်လဲခြင်းနဲ့ကင်တော်အစ္စရာယအမျိုးသားဆင်စစ်ကိုကြည့်ကြလောဒါဆိုဒီကနေ့ကျွန်တော်တို့ရဲ့စိတ်သက် ကျွန်တော်တို့ရဲ့ကိုကျင့်တရားကျွန်တော်တို့ရဲ့ဘဝရှင်သန်ပုံကျွန်တော်တို့ရဲ့ရည်တည်မှုအရာဒီအားလုံးကိုတိနေတဲ့တခင်ခရစ်တော်ကျွန်တော်တို့အရှိမသာနေမယ်ဆိုဒီကနေ့ကျွန်တော်တို့ကိုဘာပြောမလဲဒီကနေ့တခင်ခရစ်တော်ငါအရှိမရှိမယ်ဆိုတခင်ခရစ်တော်ဒီကနေ့ကျွန်တော်တို့အရှိမတရားဟောနေမယ်ဆိုအဲ့တခင်ခရစ်တော်ကျွန်တော်တို့ကိုကြည့်ပြီးဘာပြောမလဲအခုနနတနာရဲလို့ကောက်ကျစ်ဆင်းလဲခြင်းနဲ့ ကင်းသောသူကိုကြည့်လောလို့ကျွန်တော်တို့ကိုယဉ်ညုံမိမြန်ပြောမလားနတနာရဲကိုပြောခဲ့သလိုဒါမှမဟုတ်ဟိုးမှာကြည့်ပါဖရားရဲ့မျက်နာတော်ကိုရှာတဲ့သူကိုကြည့်လောသာရဘုရားသခင်သည်ငါဤတိုးထိန်ဖြစ်တော်မူသည်ဟုကြွေးကြော်တော်သူကိုကြည့်ကြလောဘုရားသခင်ဤတောင်ပေါ်တို့တက်ခွင့်ရတော်သူကိုကြည့်ကြလောဘုရားသခင်တန်ရှင်းရာဌာန၌နေထိုင်ခွင့်ရတော်သူကိုကြည့်ကြလော ဒါမှမဟုတ်အပြစ်ကင်းစင်သောလက်များနဲ့စင်ကြဲသောနှလုံးသားရှိသောသူကိုကြည့်ကြလော့ဒါမှမဟုတ်မိမိဝิญဉ်ဖြင့်မှားယွန်းသည့်အရာများကို မစည်းကပ်သောသူကိုကြည့်ကြလော့ကောက်ကျစ်စင်လဲစွာချိန်ဆခြင်း မပြုသောသူကို ကြည့်ကြလော့ဖရာဘုရားသခင်ထံတော်မှကောင်းကြီးမင်္ဂလာခံစားရသောသူကိုကြည့်ကြလော့ ဘုရားသခင်တန်တော်မှာအပြစ်ကင်းစင်ဘုရားသခင်တန်တော်မှာအပြစ်ကင်းစင်ကြောင်းအာမခံချက်ကိုရရှိထားတော်သူကို ကြည့်ကြလော့ကိုရိုဒီကျွန်ုပ်နဲ့အတူရှိတော်မူ၏ဟုကြွေးကြော်နိုင်တော်သူကို ကြည့်ကြလော့အမှန်တရားကိုမျက်နှိုးစွာပြောဆိုရှင်သန်တတ်တော်သူကိုကြည့်ကြလော့ဒါမှမဟုတ်ခုနကကျွန်တော်တို့ရွတ်ဆိုရွတ်ဆိုဆုတောင်းခဲ့တဲ့ဆာလံအတိုင်း ကိုရောဤအလိုတော်ကိုဆောင်ရွက်ရန်ကျွန်ုပ်ရောက်ရှိလာပါပြီဟုကြွေးကြော်နေသောသူကိုကြည့်ကြလော။ဒါကောင်းတဲ့အချမ်းတခင်ခရစ်တော်ကျွန်တော်တို့ကိုဒီကနေ့အဲ့ဒီတစ်ခုတစ်ခုမဟုတ်တစ်ခုဒါမှမဟုတ်အဲ့ဒီအားလုံးနဲ့အဲ့ဒီကောင်းမြတ်တဲ့ရည်ညွှန်းမှုတွေနဲ့ပြောဆိုမှုတွေနဲ့များကျွန်တော်တို့ကိုပြောနေမလား။ဒါမှမဟုတ်အပြစ်ရှိသော အပြစ်တွေကိုကြည့်ကြလော။မေတ္တာတရားကင်းမဲ့သူကိုကြည့်ကြလော။ တနာကျင်နာစာနာထောက်ထားခြင်းကိမဲ့သူကိုကြည်ကြလော့စိတ်ရှည်နားလေတိခံခွန့်လွတ်ခြင်းကိမဲ့သောသူကိုကြည်ကြလော့မကောင်းမှုဒုစရိုက်၌မှု့လျော်သောသူကိုကြည်ကြလော့ဖောက်ပြန်တတ်သောသူကိုကြည်ကြလော့လိန်လေလှဲ့ပြားတတ်သောသူကိုကြည်ကြလော့ရုပ်မာကောက်ကျစ်သောသူကိုကြည်ကြလော့လောဘကြီးသောသူကိုကြည်ကြလော့ အတ္တကြည်သောသူကို ကြည်ကြလော့တကူကောင်းဆန်သောသူကိုကြည်ကြလော့လူကျင့်ဝင်များကို ဖောက်ဖျက်သောသူကို ကြည်ကြလော့လောကီရေရာ အမှုကိစ္စများ၌သာမှု့လျော်တတ်သောသူကို ကြည်ကြလော့လောကီရေရာအမှုကိစ္စများ၌သာစိတ်ဆဲစိတ်ဆွဲလန်းကြည်သောသူကို ကြည်ကြလော့သူတပါးတို့၏ဘဝနှင့်အသက်ကိုစရေက လောကီစည်းစိမ်အုပ်စာရှာနေသောသူကို ြည်ကြလော့ဖျားကိုမရှာ လောကီကိုသာရှာသောသူကို ကြည်ကြလော့ကောင်းကင်နိုင်ငံကိုမရှာငရဲသူကိုသာရှာသောသူကို ကြည်ကြလော့အဲ့ဒီအပြင်အခြားအများကြီးဖြစ်လာနိုင်သေးတယ်အဲ့ဒီမကောင်းတဲ့အဖြစ်သဘောဆောင်တဲ့ရည်ညွှန်းမှုတွေနဲ့များဒီကနေ့သခင်ခရစ်တော်ကျွန်တော်တို့ကိုပြောနေမလားဓမ္မမိတ်ဆွေတင့်ဘဝကိုတင်ကျွန်တော်တို့ရဲ့ရှင်တန်နေတဲ့ရက်တည်နေတဲ့ကျွန်တော်တို့ရဲ့ဘဝကိုကျွန်တော်တို့ပြန်လဲသုံးသပ်လို့ရှိရင်ဒီကနေ့အပြေထွက်ပါလိမ့်မယ် ုကိုနိုင်ကမကောင်းမှုတွေ့ကြိုက်မှာမှု့လျော်ပြီးတော့လောကီဆန်စွာရှင်သန်နေပြီးမှတော့ကောင်းတဲ့အရာကိုဓမ္မပိတ်ဆွေမမျော်နဲ့အဲ့ဒါလို့မျော်ရင်တော့လောကမှာကျွန်တော်တို့လောက်တရားမျှတမှု မရှိတဲ့သူ ရှိပါမလားဆိုတော့မိကုံးကိုကျွန်တော်တို့ကိုယ်ကိုပြန်ပြီးတော့မေးရပါလိမ့်မယ်။ဒါကြောင့်ဓမ္မမိတ်ဆွေကျွန်တော်တို့တွေလူဘဝတရားမှာကျွန်တော်တို့ရှင်သန်တဲ့အချိန်မှာကျွန်တော်တို့တိတိလောက်တတ်တလောက်ကြိုးစားပြီးမှဖရာတရားကြိုးစားလုပ်နေတော့ညာလဲပဲ အခုနကျွန်တော်တို့ဒီကနေ့ပွဲချင်းပနေတဲ့ယန္တာပတလုံးမေဦးတပည့်တော်ကြီးကျွန်တော်တို့ဒီကနေ့နိုဘီနာပြုတ်ပြီးွားမှကျွန်တော်တို့ပွဲချင်းပဖို့ပြင်ဆင်နေတဲ့ယန္တာယောဟန်ဘပ်တစ္စတာကဲ့သို့ကျွန်တော်တို့တွေမှန်ရာကိုပြောမှန်ရာကိုလုပ်ပြီးတော့မှန်ကန်တဲ့ဘဝတတတော်ကိုမရှင်းတန်တော့နိုင်ဘူးဆိုရင်တော့